သူတော်ကောင်းဥစ္စာ9ပါးနဲ့အရိယာဥစ္စာ9ပါးရဲ့ကွာခြားချက်ကလေးကိုပြပြပေးခြင်းပါတယ်။သူတော်ကောင်းဥစ္စာ9ပါးမှာတရာတိလတုတ္တစာကပညာ၊ ਧੀ ရိအော်တပဆိုပြီးတော့ရှိတယ်လို့အရိယာဥစ္စာ9ပါးမှာလည်းတရာတိလတုတ္တစာကပညာ၊ ਧੀ ရိအော်တပဆိုပြီးတော့ရှိပါတယ်။ဒါပေမဲ့ကွာခြားပုံလေးကတော့သူတော်ကောင်းဥစ္စာ9ပါးမှာပါတဲ့တတ်တာကမကောင်းမှုအကုသိုလ်တွေကိုမပြုလုပ်ခြင်းဘူး။ကောင်းတဲ့ကုသိုလ်တရားတွေကိုပဲပြုလုပ်ခြင်းနဲ့တတ်တာတရားဖြစ်ပါတယ်။ဒီအရိယာတစ္ဆာမှာပါတဲ့တတ်တာက တော့အရိယသစ္စာတရားတွေကိုဖုတ်တိုင်းမှန်စွာတည်လို့တဲ့စေတနာဖြစ်ပါတယ်။သူတော်ကောင်းဥစ္စာ9ပါးမှာပါတယ်။တိလကကြတော့တတဝါတူတယောက်အနေနဲ့စောင့်ထင်းရတဲ့ကိုကျင့်တရားတွေဖြစ်ပြီးတော့အရိယသစ္စာမှာပါတဲ့တိလကကြတော့ပုဂ္ဂိုလ်တတဝါတယောက်အနေနဲ့ တိဆောက်လို့မရတဲ့နိဗ္ဗာန်ကိုမြင်တော့မှအကျိုးဆက်အနေနဲ့ဖြစ်ပေါ်လာတဲ့အဓိတိလဖြစ်ပါတယ်။သူတို့ကောင်းဥစ္စာရဲ့တုတကကြတော့အကြာအမြင်များခြင်းဖြစ်ပါတယ်။အရိယာဥစ္စာရဲ့တုတကကြတော့အရိယာတို့ရဲ့တစ္ဆာစကားတွေကိုကြိမ်ဖန်များစွာနားထောင်ရှင်းပြထားခြင်းဖြစ်ပါတယ်။သူတို့ကောင်းဥစ္စာရဲ့စာကားကတော့မကောင်းတဲ့အကျင့်တွေကိုရှောင်ရမှာဖြစ်ပြီးတော့ကောင်းတဲ့အကျင့်တွေကိုကျင့်ရမှာဖြစ်ပါတယ်။ရိယဥစ္စာ9ပါးရဲ့စာကားမှာတော့ တစ္ဆာနဲ့လျော်တဲ့အကျင့်အရိယာတစ္ဆာတရားကိုနားလည်သဘောပေါက်အောင်ကြိုးစားအထောက်မှုဖြစ်ပါတယ်သူတို့ကောင်းဥစ္စာရဲ့ပညာကတော့ကောင်းတာနဲ့မကောင်းတာကိုပိုင်းခြားနိုင်တဲ့ပညာဖြစ်ပြီးတော့ရဲ့ပညာကတော့ဖျားတဆူတဆူပွင့်လာတော့မှနာကြားခွင့်ရနိုင်တဲ့အနတ္တပညာဖြစ်ပါတယ်။သူတော်ကောင်းဥစ္စာခုနှစ်ပါးရဲ့ဟီရီအော်တပါကမကောင်းမှုပြုရမှာကိုရှက်ခြင်းမကောင်းမှုပြုရမှာကိုကြောက်ခြင်း ဖြစ်ပါတယ်အာအရိယာဥစ္စာ9ပါးရဲ့ဟီရီအော်တပါကတော့ဥပဒ္ဒနဲ့ခန္ဓာကိုမတိမမြင်ဘဲနဲ့ကိုယ်ကိုတတ်မဲ့ဒီဥပဒ္ဒနဲ့ခန္ဓာနဲ့အတူနေရမှာကိုရှက်ခြင်းအတူနေရမှာကိုကြောက်ခြင်းဖြစ်ပါတယ်ယေရှုတမားတယ်